ကောင်လေးကမန်ထိုဆယ်လုံးဝယ်မယ်ဆိုပြီးတော့မှကောင်မလေးစီကိုအိုးပြချားလိုက်ပါတယ်။ကောင်လေးကအကျွေးစင်းနဲ့ပဲနို့ဝယ်လိုက်ပြီးတော့ပိုက်စာရာကြောင့်မန်ထိုဝယ်စားဖို့လုပ်တာပါ။မန်ထိုလို့တဲ့ကောင်မလေးကကွန်ဖူတော်တာတွေ့သွားပြီးတော့မှတခြားဆိုင်လေးကမန်ထိုတွေထက်ပိုပြီးတော့စားကောင်းမယ်လို့ယုံကြည်သွားပါတယ်။ကောင်မလေးမန်ထိုလုံးကြီးကိုအသေးစိတ်ကြည့်ပါတယ်။ကောင်မလေးကမန်ထိုလှုပ်ဖို့အတွက်ဂျုံကိုအသေးစိတ်နေပြီးတော့မှလေဘော်ကိုမြောက်တင်လိုက်တဲ့အခါမှာဝယ်သူတွေအကုန်လုံးကကောင်မလေးကိုငေးပြီးတော့ကြည့်ကြပါတယ်။ မန်တိုကစပွဲပေါ်မှာလဲနေခဲ့ပြီးတော့ဘေးကကျဲဦးတွေလည်းလဲနေတာမြင်တော့ကောင်လေးဟာအကြီးကြီးထားပြီးတော့អော်ပါတယ်ကွန်ဖူပညာနဲ့လုပ်တဲ့မန်တိုပေါ့စီလေးကိုစားကျင်လိုက်တာမင်းမလာလေးရဲ့ကွန်ဖူပညာနဲ့လုပ်ပေးတဲ့မန်တိုပေါ့စီလေးကစားလို့ကောင်းမလေးတေးကြပါတယ်ကောင်လေးဟာတချင်းဆိုတဲ့ကြားတဲ့အခါမှာကောင်မလေးကရှက်ပြီးတော့မှဘာကြီးလဲလို့မေးတော့ကမကောင်လေးကကောင်မလေးရဲ့ကွန်ဖူပညာကိုဘယ်လိုချီးကျူးရမှန်းမသိတော့တချင်းဆိုပြလိုက်တာပါလို့ပြောတဲ့အခါမှာကောင်မလေးကလန့်ပြီးတော့မျက်နှာကိုအနောက်လှည့်သွားပါတယ်ကောင်မလေးကိုမရှက်နဲ့လို့ပြောပြီးတဲ့နောက်မှာပေါ့စီတစ်လုံးယူစားလိုက်ပြီးအခုနောက်ကကွန်ဖူနီကိုဘယ်လိုခေါ်လဲလို့မေးပါတယ် ကောင်မလေးကကိုပြုတ်အောင်လုံနီးလို့ပြန်ပြေးလိုက်တဲ့အခါမှာကောင်မလေးကိုထက်ချီကျူးပြီးတော့ပေါ့စီထက်စားလိုက်ပြန်ပါတယ်။ကောင်မလေးကချီကျူးစကားတွေကိုနားမထောင်ဘဲနဲ့ကောင်လေးစီကမန်ထိုပေါ့စီနှလုံးကြီးတောင်းနေပြီးကောင်လေးစီမှာမန်ထိုတလုံးမိုးပဲရှိတော့တာဖြစ်ပြီးတော့ဖနှက်အပေါင်းထားခဲ့လို့ရာလာလို့မေးတော့ကောင်မလေးကမရဘူးလို့ဖြေပါတယ်။ကောင်လေးဟာပေါ့စီဘိုးစားတခြင်းဆိုပြလို့ရာလာလို့မေးတော့ကောင်မလေးကရင်းနဲ့ပတ်လိုက်ပြီးရှင်ပတ်စံမြင်မြန်ပြီးပြီးတော့ထက်သွားတော့လို့ပြောပါတယ်။ တချင်းဆိုရင်လည်းဟိုဘက်မှာသွားဆိုလို့ပြောတဲ့အခါမှာကောင်းလေးတယောက်ထလာပြီးတော့သဘောမတူဘူးလို့ပြောပြီးဒီမှာတချင်းဆိုခွင့်မပေးဘူးလို့ဆိုပါတယ်။သူကသူလည်းမိတ်ဆက်ပေးပြီးတော့အခုနောက်ကကောင်းလေးဆိုတဲ့တချင်းအသေးပဲကိုရှင်းပြပြီးတချင်းထဆိုပြီးတော့ကပါကလည်းသေးပါတယ်။လူတွေအကုန်လုံးကအံ့ဩငိမ့်မောနေကြပြီးတချင်းစည်းချက်အတိုင်းလိုက်ပြီးတော့ကားကြပါတယ်။ကောင်းလေးကလည်းကွန်ဖူပညာမှာတချင်းနဲ့ကောက်ွက်တွေလည်းပါတာကိုသိသွားပါတယ်။ကောင်းလေးကအဖိုးကြီးတယောက်နောက်လိုက်ပြီးတော့ရှောင်းလင်းဖိုးကြီးအကြောင်းကိုမေးကအဆိုအကကွန်ဖူပညာသင်ခြင်းတဲ့အကြောင်းပြောပါတယ်။ အဖိုးကြီးကဂုံမှုပညာတင်ဖို့အတွက်လူတွေစိတ်ကူးရင်လို့မရဘူးလို့ပြောတော့ကောင်းလေးကလူတွေမတင်လို့တရိစံနေတင်ရမှာလားလို့မေးပါတယ်။ကောင်းလေးဟာဒေါသထွက်သွားပြီးတော့တင်မင်းမလားမတင်ပေးဘူးလားမေးပါတယ်။အဖိုးကြီးဂုံမှုပညာကမြင်းနေကမှာတော့တရိကခေါင်းကိုရဲပေမဲ့မကွဲပါဘူး။ရှောင်းလင်းဘုန်းကြီးနှစ်ယောက်ကတော့စင်ပေါ်မှာတချင်းဆိုပြီးဖြိုဖြေလို့နေပါတယ်။နှစ်ယောက်သားတန်တင်မကိုက်ပဲနဲ့တချင်းတွေရှောက်ပြီးဆုံနေကြတဲ့အခါမှာတရိကပလင်းနဲ့ပြဖို့လှုပ်တာတွေ့တော့အချင်းချင်းရှောက်မဆူဖို့တဲ့တရိပေးကြပြီးတော့ရီးမိကြပါသေးတယ်။ လူတွေကလည်းသူတို့နှစ်ယောက်ကိုအာယုံဆိုင်နေကြတော့တခြင်းဆိုလိုက်ဂီတာဒီလန်နဲ့အဆက်မပြတ်ဖြောပြနေကြပါတယ်လူတွေအကုန်လုံးသူတို့ကိုပဲငင်းနေကြပြီအရက်ငက်နေတဲ့ကောင်မလေးကလည်းအရက်တွေရှန်ကြကုန်ပါတယ်နှစ်ယောက်သားလမ်းလျှောက်ကြရင်းနဲ့ဖြောပြနေတော့မှအရက်ပလေးနဲ့အပေါက်ခံလိုက်ရတော့ငေးကြည့်နေတဲ့လူတွေအကုန်လုံးပြန်တရီဝင်လာခဲ့ပြီဘာတခြင်းနေဆိုနေကြတာလဲဆိုပြီးတော့ရန်ရှာကြပါတယ်ကောင်လေးကထလာပြီးတော့ကွန်ဖူပညာနဲ့ဆက်ဆက်တဲ့တခြင်းဆိုပြတာပါလို့ရှင်းပြတဲ့အခါမှာလူတွေကမယုံကြဘဲနဲ့သူတို့နှစ်ယောက်ကိုအဆက်မပြတ်ဝိုင်းပြီးတော့ရိုက်ပါတယ် ဖုန်ကြီးကထားရိုက်တာရက်ပါတော့လို့ပြောပေမဲ့မရက်ပါဘူး။ကောင်းကြီးကလည်းငါ့ကိုကွန်ဖိုးပညာကိုလာမစမ်းနဲ့လို့ပြောတာကောမယုံကြပဲ။လူတွေကဝိုင်းရဲကြတော့သူ့ရဲ့ကွန်ဖိုးအစွန်းတွေထုတ်ပြလိုက်ရပါတော့တယ်။မိဘတွေကသွေးသားတော်ဆက်တဲ့ဆွေမျိုးကနေပြီးလက်ထက်ယူထားတဲ့အတွက်ကြောင့်ပဲသူတို့ရဲ့မျိုးဆက်ရဲ့လက်နဲ့ခြေထောက်တွေကနှစ်ချမ်းဖြစ်ကုန်ပါတယ်။အငယ်ဆုံးမြီးလေးကလည်းဒီလိုမျိုးမျိုးရိုးလိုက်သွားတာဖြစ်ပြီးကြည်ရတာကတော့ကနန်းရဲ့လက်မအကြီးနှစ်ခုလိုဖြစ်နေပါတယ်။သူတို့အလုံးရဲ့လက်ချောင်းအရေးအတွက်တွေကမတူညီကြပါဘူးအရှိအတူအကြီးကြီးကလည်းမတူညီကြပါနဲ့ တာမန်လူစီးတဲ့ဖက်နှက်ဟာသူတို့တွေစီးလို့မရပါဘူးသူတို့တွေနင်းခဲ့တဲ့ခြေရာကိုပဲကြည့်မယ်ဆိုလို့ရှိရင်တရဝါဇိုကြီးတကောင်ကောင်ကနင်းခဲ့တာလို့ထင်နေကြမှာဖြစ်ပြီးအပြင်ကလူကမသိရင်သူတို့တွေတအိမ်လုံးကတရဝါဇိုကြီးတွေဖြစ်တယ်လို့တော့မှထင်ကြပါလိမ့်မယ်ခြေလက်နှချမ်းကွဲတဲ့အရွယ်စားကလည်းမတူညီကြပဲတချို့တွေကပိုကျဲတယ်လို့တချို့တွေကျတော့ပိုပြီးတော့ကျဉ်းကြပါတယ်အဲဒါကြောင့်မဲသူတို့တွေဟာတအိမ်လုံးကအပြင်ကိုသိပ်မထွက်ရဲကြပဲနဲ့အပြင်ထွက်တဲ့အချိန်မှာအပြင်ကလူကသာတွေ့သွားမယ်ဆိုလို့ရှိရင်သူတို့ကိုလက်ညှိုးထိုးပြီးတော့တရဝါဇိုကြီးတွေလို့ပြောကြပါတော့တယ် ဒါပေမဲ့သူတို့တွေဒီလိုဖြစ်နေတာနှစ်ပေါင်းကြာလာတော့အကျင့်ဖြစ်နေပါပြီ။ဒါကဘလို့ပဲပြပြမပြောင်းလဲနိုင်တော့တဲ့လက်တွေ့ဘဝဖြစ်ပြီးတော့မိဘကသွေးသားတော်ဆက်တဲ့ဇမျိုးကနေလက်ထက်ပြီးတော့ယူထားကြတာနဲ့ပဲဒီလိုမျိုးရိုးဗီဇာမျိုးကတက်ဆက်ပြီးတက်ဆက်ပါလာခဲ့တယ်လို့လဲသူတို့တွေဟာမထင်ခဲ့ပါဘူး။အခု30မြောက်မျိုးဆက်ကိုရောက်ရှိလာခဲ့ပြီးမယ်လဲဘာမှပြောင်းလဲမှုမရှိပါဘူး။သူတို့ရဲ့လက်ချောင်းနဲ့ခြေချောင်းတွေကမညီမညာနဲ့မာတောင်းလို့နေပြီးတော့အခုလိုပုံမှန်လိုစမ်းထုတ်တာနဲ့ကွေးတာမျိုးတွေလည်းလုံးလို့မရပါဘူး။ ဒါကလည်းသူတို့ရဲ့နေထိုင်မှုတွေကိုအများကြီးအခက်အခဲဖြစ်စေမှာဖြစ်ပြီးဒါပေမဲ့လည်းသူတို့ရဲ့စားဝတ်နေရေးကိုကိုဘသားကိုလှုံ့ဆော်လို့ရတာတော့တော်ပါသေးတယ်။ဒေါ်ဂီတာတွေတဲ့စားလို့ရှိရင်တော့အဆထောင်သောင်းလောက်ကောင်းပြီးတော့ဒါပေမဲ့သူတို့ဒီလိုမျိုးအခြေအနေတွေကဘယ်လိုမှအိမ်တော်ထက်ပြုတ်လို့မရတော့ပါဘူး။သွေးသားတော်ဆက်တဲ့ဆွေမျိုးကနေပြီးလက်ထက်ယူထားကြလို့ဖြစ်လာရတာကိုမသိဘူးလို့ထင်ပါတယ်။ဒါပေမဲ့ပို့ပြီးတော့ထူးဆန်းအောင်ဖို့ကောင်းတာကတော့သူတို့တွေကပဲအိမ်အောင်ပြန်ပြီးတော့ပြုလိုက်ကြပါတယ်။အခုမွေးထွက်လာတဲ့ကလေးကလည်းသူတို့လိုမျိုးဖြစ်နေတာဖြစ်ပြီးဒီလိုဖြစ်ရတော့မှသူတို့ရဲ့ပြဿနာရဲ့ပြင်းထန်မှုကိုမသိကြသေးပါဘူး။ ဒီလိုမျိုးထပ်ပြီးတော့မှမွေးနေအောင်မယ်ဆိုလို့ရှင်တော့ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးသွားနိုင်လောက်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အတွေ့အထိမှာနောက်ထပ်30ဆက်လောက်မွေးလိုက်ရင်တော့ပုံမှန်လိုပြင်ပြစ်သွားမယ်လို့ထင်နေကြပုံရပါတယ်။နောက်တစ်ချိန်မှာမွေးထွက်လာမယ့်ကလေးဟာဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာတော့မတွေ့ရဲစရာကောင်းလာပါတယ်။